်ဆွေပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဗုဒ္ဓဘာသာစတင်ပေါ်ပေါက်လာပုံမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာစတင်ကိုးကွယ်ခဲ့တဲ့တမိုင်းကျောင်းများနဲ့ဗုဒ္ဓဘာသာဝင်တို့လိုင်းနာကျင့်သုံးရမယ့်အကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဗုဒ္ဓဘာသာဟာကိုးဝယ်ရာဘာသာတရားတစ်ခုဖြစ်ရုံမကသင်ယူလိုက်နာကျင့်ကြံရာဓမ္မလည်းဖြစ်ပါတယ်ဗုဒ္ဓဟောကြားခဲ့သောအယူဝါဒများဖြစ်၍ဗုဒ္ဓဝါဒဟူ၍လကောင် ဗုဒ္ဓဤသင်ကြားမှုများဟုအဓိပ္ပာယ်ရသောဗုဒ္ဓသာသနာဟု၍၎င်းခေါ်ဆိုကြပါသည်ဗုဒ္ဓဘာသာတွင်ဂေါရမဗုဒ္ဓဤသင်ကြားဆုံးမှုများကိုအခြေခံသည့်များစွာသောရိုးရာဓလေ့ထုံတမ်းများယုံကြည်မှုများနှင့်ကိုးကွယ်မှုဆိုင်ရာများခြုံငုံပါဝင်ပါသည်ဂေါရမဗုဒ္ဓအမည်တွင်ဂေါရမသည်မျိုးရိုးအမည်ဖြစ်၍ဗုဒ္ဓသည်ဉာဏ်အလင်းပွင့်သူသစ္စာလေးပါးကိုသိမြင်သူဟုအဓိပ္ပာယ်ရပါသည်ဗုဒ္ဓဘာသာထုံတမ်းယုံကြည်မှုအရာ ဗုဒ္ဓသည် BC 600စုမှ BC 400စုအတွင်းအိန္ဒိယတိုင်းငယ်၏မြောက်ပိုင်းရှိမာဂရအတိုင်းပြည်တွင် နေထိုင်သွားသည်ဟုသိရပါသည်။ဗုဒ္ဓဘာသာဝင်များသည်ဗုဒ္ဓအားသစ္စာလေးပါးကိုကိုယ်တိုင်ထိုးထွင်းသိမြင်သူအဖြစ်၎င်းတကောရှင်ဖျားအဖြစ်၎င်းအဝိဇ္ဇာနှင့်တဏှာကိုပယ်တတ်ပြီးတဏှာဒုက္ခမှလွတ်မြောက်ဖို့အတွက်လမ်းညွန်ပြတာပေသည့်ဉာဏ်လင်းပွင့်သူဆရာသခင်ဖြစ်၎င်းမှတ်ယူကြပါသည်။ ဗုဒ္ဓဘာသာဝင်များသည်တစ္ဆာလေးပါးနှင့်ပရိစ္ဆေသမုပ္ပါဒ်ကိုသိမြင်နားလည်ခြင်းအပြင်ဤသို့ဉာဏ်အလင်းပွင့်မှုကိုရရှိနိုင်သည်ဟုယုံကြည်ကြပါသည်။ဗုဒ္ဓဘာသာသည်ခရစ်တော်မပေါ်မီ BC 588တွင်စတင်ပေါ်ထွန်းခဲ့ပါသည်။သမိုင်းပညာရှင်များကဗုဒ္ဓမြတ်စွာဘုရား၏မွေးဖွားချိန်အား BC 623ဟုသတ်မှတ်ကြပြီးဗုဒ္ဓဟာမဟာလူသားတဦးဖြစ်ခဲ့ပါသည်။ ဗုဒ္ဓသည်တန်တရာမှလွမြောက်ရာအချင်းတို့ကိုကြင်ကြံအားထုတ်ခဲ့သဖြင့် BC 988တွင် အမြင့်မြတ်ဆုံးသောမြတ်စွာဘုရားဖြစ်လာခဲ့ပါသည်ဗုဒ္ဓဘာသာဤအခြေခံအုတ်မြစ်မှာဖျားတရားတန်ခါဟုသောယရနာမြတ်သုံးပါးတို့ကိုယုံကြည်ကိုးကွယ်စည်းကပ်ခြင်းဖြစ်ပါသည်ခြေရဘာရဗုဒ္ဓဘာသာဝင်အလုံးသည်တိပိဋကပိဋကသုံးပုံကိုဖျားဟောတရားဓမ္မအဖြစ်လိုက်နာကျင့်ကြံကြပြီးမဟာယနဗုဒ္ဓဘာသာဝင်များသည့ ေရဝါဒဗုဒ္ဓဘာသာမှာလက်မခံသောမဟာယနာတုတ်ခေါ်ကျမ်းစာများကို လိုက်နာကျင့်ကြံကြပါတယ်။ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရ၌နိစနစ်ကြသလိုသိပ္ပံနည်းလဲကြပါတယ်။ဗုဒ္ဓဤအဆုံးအမများနှင့်ဗုဒ္ဓဘာသာသည်သိပ္ပံနည်းကြသည့်ဘာသာ အမှန်တရားနှင့်လက်တွေ့သဘာဝကြသည့်ဘာသာလည်းဖြစ်ပါတယ်။ဗုဒ္ဓဘာသာတွင် လူချင်းဝတ်တရားနှင့်တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများတပည့်တို့ဤဝတ်တရားဆရာတို့ဤဝတ်တရား သာသမီတို့ဤဝိတ္တရာမိဘတို့ဤဝိတ္တရာစသည်တို့ရရှိပါသည်38ပြားသောမင်္ဂလာတရားတော်တွင်လည်းအဖြစ်ကင်းသော သိပ္ပတ္တပညာတို့ကိုတက်မြောက်ခြင်းသည်လည်းမင်္ဂလာတပါးဖြစ်သည်ဟုဆိုရှိပါသည်မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာအများစုဖြစ်ပြီးနိုင်ငံတော်ဤလူဦးရေ90ရာခိုင်နှုန်းခန့်ကယုံကြည်ကြပါသည်လူဦးရေနှင့်ဖုံးတော်ကြီးအချို့ဘာသာတရားအတွက်အသုံးပြုသည့်ဝင်ငွေအချို့တို့နှင့်ကြည်လျှင် မြန်မာနိုင်ငံသည်ယုံကြည်သက်ဝင်မှုအရှိဆုံးဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်။ဗမာလူမျိုး၊ရှမ်း၊ရခိုင်၊မွန်၊ကရင်၊ဇိုးနှင့်တရုတ်လူမျိုးများအများဆုံးကိုးကွယ်ကြသည့်ဘာသာဖြစ်ပါတယ်။ဘုန်းတော်ကြီးများကိုတန်ခါအဖြစ်သတ်မှတ်ထားပြီးမြန်မာလူဖွဲ့စည်းကအမွန်မြတ်ထားကကြီးညိုကရှိုင်းကြပါတယ်။ဗမာနှင့်ရှမ်းလူမျိုးများအပါအဝင်တိုင်းရင်းသားမျိုးနွယ်စုများအကြားတွင်နှစ်ကိုးကွယ်မှုကိုလည်းဗုဒ္ဓဘာသာနှင့်အတူတွဲဖက်တွေ့ရှိရပါတယ်ရှင်။ မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်များ၏နေရှင်ပြုလုပ်သည့်အရာများတွင်ကောင်းမှုကုသိုလ်ပြုခြင်းနှင့်ဝိပဿနာတရားအားထုတ်ခြင်းသည်အများဆုံးဖြစ်ပါတယ်။ကန္တာရီလန်းစင်နှင့်ဆက်ဆက်လျက်ရှိသောဝိဇာလန်းစင်သည်လည်းနိုင်ငံပါဝင်ပါတယ်။မြန်မာဗုဒ္ဓဘာသာဝင်များသည်ကောင်းမှုကုသိုလ်ပြုခြင်းကိုအများဆုံးပြုလုပ်လေ့ရှိပါတယ်။ဘာဝတိလာဆောင်ထင်းခြင်းနှင့် ပရာဟိတနှင့်ဒါနကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့်ကောင်းမွန်သည့်ဘုံဘဝသို့ရောက်ရှိနိုင်ရန်မျှော်မှန်းပါသည် ဗုဒ္ဓသာသနာသည်မြန်မာနိုင်ငံတွင် BC 988ကပင်စတင်ပွင့်ထုံးပေါ်ပေါက်ခဲ့ကြောင်းသမိုင်းထောက်ထားများအရအတည်ပြုမှတ်သားနိုင်ပါသည်ဗုဒ္ဓဝင်သမိုင်းကိုပြန်ကြည့်လျင်ဂေါရမဘုရားရှင်လက်ထက်၌မြန်မာနိုင်ငံတွင်တပုတ်သားနှင့်ပလိကဂုံတိန်ညီနောင်တို့သည်ထူးခြားစွာဖြင့်ဘုရားရှင်အားကဘာပေါ်တွင်ပထမဆုံးဆွံ့ခဲ့ရသူကဘာပေါ်တွင်ပထမဆုံးတရဏဂုံတည်သူနှင့်ကဘာပေါ်တွင်ပထမဆုံးသောဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့ပါသည် ထိုကုန်းသိညီနောင်တို့မှာဗုဒ္ဓမြတ်စွာဆွန့်ကျဲတော်မူသောစံတော်ရှိစုကိုဌာပနာတည်၍သင်္ကုတ္တရကုန်းတော်ထက်မှရွှေတကုံစီတီတော်ကိုတီထားကိုးကွယ်တော်မူခဲ့ခြင်းကြောင့်မြမဗုဒ္ဓသာသနာအစားရွှေတကုံကဟု ဆိုရမည်ဖြစ်ပါသည်ထို့ကြောင့်မြမနိုင်ငံတွင်ဗုဒ္ဓသာသနာစတင်ရောက်ရှိလာချိန်မှာလည်းမြတ်စွာဘုရားတတ်တော်ထင်ရှားရှိခဲ့စဉ် လွန်ခဲ့သောနှစ်ပေါင်း2600ကျော် BC 588ခန့်ကပင်ဖြစ်သည်ဟု သမိုင်းထောက်ထားများအရာဒီပြုမှတ်သားယူဆရမည်ဖြစ်ပါသည်။ပကံခေဗုဒ္ဓဘာသာကို ဆက်လက်ဖော်ပြရလျင်ပထမမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သူအနောယထမင်းခရစ်နှစ်1044-1098လက်ထက်တွင်ထေရဝါဒဗုဒ္ဓဘာသာကိုမြန်မာနိုင်ငံတွင်ပုံမူ၍ပြန့်နှံ့ကိုးကွယ်လာခဲ့ကြပါသည်။အနောယထမင်းနန်းတက်စာတွင်ပကံပြည်၌ ဖရာတရားတန်ကယရနာသုံးပါးကို၎င်း လောကနာထကို၎င်းပြမဘိတနုပရိမီတော်တို့ကို၎င်းနနကားနှင့်အကြီးကြီးတို့ကို၎င်းအလုံးစုံကို ရောနောရောင်မား၍၎င်းကိုးကွယ်နေကြလေသည်ထို့အခါရည်ကြီးမှုသည် မတန်မရှင်းဖြစ်နေလေသည်အနောယထာဘရင်လက်ထက်တွင် တောလဲ့သောမုတ်ဆိုးတစ်ယောက်သည် တောထဲ၌ဖူးဆန်းသောအဝိဇ္ဇာနှင့်ပုံသဏ္ဍာန်ရှိသည့်လူတဦးကိုတွေ့မြင်ရသဖြင့်စူးစမ်းရာယဟန်ဖြစ်ကြောင်းသိရသဖြင့်ဘရင်ကိုအကြောင်းကြားပါသည် ထိုယဟန်မှာရှင်အရဟံဖြစ်ပါတယ်။နောယထာမင်းသည်ယဟန်ဤအဆုံးမကို ခံယူပြီးလည်းယင်ခိရဝါဒဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ပါတယ်။ထို့နောက်နောယထာမင်းသည်တနိုင်ငံလုံးတွင်ရှိသည့်အကြီးကြီးတို့ကိုနှိမ်နှင်းခဲ့တယ်။ပကံတွင်အကြီးကြီးတို့ကြီးစိုးနေတဲ့အတွက်အတုယောင်ဘာသာရေးကိုစစ်မှန်သည့်ထေရဝါဒဗုဒ္ဓသာသနာဖြင့်ပကံပြည်သူတို့ကိုလမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်ပါရဲ့ရှင်။ အရေးကြီးသောဤမာရင်ယုံညံသည့်လုံနီးကိုင်းကြီးများကိုအဆုံးသတ်စေလိုသောအနော်ရထနှင့် အောက်မြန်မာနိုင်ငံမူဒေတာတွင် ကာလကြာရှည်ကလေးကပွင့်လင်းနေခဲ့သောဗုဒ္ဓဘာသာကိုအထက်မြန်မာနိုင်ငံပကံပြည်သို့ပြန်ပွားစေရန်သာသနာပြုလာသည့်ရှင်အရဟံတို့ဆုံးစီပြီးနောက်မြမကိုးကွယ်ယုံကြည်မှုတမိုင်းတွင် ကြီးမားသည့်ပြောင်းလဲတရက်ကိုဖြစ်စေခဲ့ပါသည်။မြည်သည့်ကာလနီးရက်ကမွေးဖွားခဲ့သည်ဟုမသိရတော့လေ။မွန်လူမျိုးရှင်အရဟံသည် သာသနာပြုရန်ရည်မှန်းချက်ဖြင့်မိမိမွေးရက်ဒေသမှအဝေးကွာလာသည့်ပုဂံသို့ကြွားရောက်လာပြီးနောက်ဆုံးပုဂံပြည်၌ပင်နေထိုင်ပြန်လည်တော်မူသွားခဲ့ပါသည်ဗုဒ္ဓအယူပါဒတည်တံ့ပြန်ပွားထွန်းကားရေးအတွက်နောယထာမင်းသည်အာထုတ်တော်မူခဲ့ပါသည်နောယထာမင်းသည်ပုဂံပြည်ရှိယဟန်များအားဖျားရှင်ဤပိရကတ်တော်အစစ်ကိုတင် जा စီပါသည် တင်ကြားစီနိုင်စိန်တော်ငါပိရကတ်တော်တို့ကိုမောအခိယာမှမြမအခိယာတို့ပြန်စီပြီးလျင်ပကံမျိုးတွင် ထိုပိရကတ်တိုက်တာကိုဆောက်ရလှူဒန်းလီသည်ထိုပိရကတ်တိုက်သည်ယခုတိုင်ပကံမျိုးဟောင်း၌တရှိနေဆဲဖြစ်ပါသည်မြမရည်ချင်းမှုသည်ဗုဒ္ဓဘာသာနှင့်ရှင်တွဲလျက်ရှိသည်ဟုမှတ်ယူနိုင်ပါသည်မြမနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့်ပွဲတော်များတစ်နှစ်ပတ်လုံးအများအများရှိနေပါသည်မြမနှစ်တက်ကူပွဲတော်ဖြစ်တဲ့တကြံကိုရေတပင်ပွဲဟုလည်းတည်ကြပြီ ဟိန္ဒူဘာသာမှစပြုသည့်ပွဲတော်တစ်ခုဖြစ်ပါတယ်။ထိုအချိန်တွင်မြန်မာလူငယ်များအားဘုန်းကြီးကျောင်းတွင် ရှင်သာမဏေအဖြစ်သူသွင်းကာရှင်ပြုမင်္ဂလာဆင်နွှဲသည့်အချိန်လည်းဖြစ်ပါတယ်။မြန်မာဗုဒ္ဓဘာသာဝင်အိမ်နောက်စုတစ်ခုတွင်အ ਨੇ ဆုံးဂေါရမဖုရား၏ရုပ်ပုံတော်တစ်ပုံရှိကြပြီးဖုရားရှင်ပြုလုပ်ကပလင်ဖြင့်ကိုးကွယ်တတ်ကြပါတယ်။အိမ်တွင်ဗုဒ္ဓဆင်တူအားကိုးကွယ်ခြင်းမပြုမီအနိကစားတင်ခြင်းကို ပြုလုပ်ကြပါတယ်။ နိကစာတင်ခြင်းကိုဗုဒ္ဓဘာသာယဟန်တော်များကဓမ္မပဒအခန်း7 153ပိုင်းများကိုရွတ်ဖတ်တရစေကြပါရဲ့ရုတ်ထုတော်စင်တုတော်ကိုအနိကစားတင်ပြီးသောအခါတတ်တော်ထင်ရှားဖျားခဲ့သူအလုံးတကောအ ాను ဘော်ကြီးမာလာပြီးနေအိမ်နှင့်ပဝန်းကျင်ရှိမကောင်းသောကံကြမ္မာနှင့်နမိတ်များကိုပယ်ဖြတ်နိုင်သည်ဟုယုံကြည်ကြပါသည်ဗုဒ္ဓဘာသာဝင်တို့အတွက်လိုက်နာကျင့်သုံးရမည့်စည်းကမ်းသို့မဟုတ် တိလာ၅မျိုးရှိပါတယ်။တစ်ချက်တက်ရှိလူသားတရိษံတို့ရဲ့အသက်ကိုတက်ချင်းမှရှောင်ကျင်ရခြင်း။နှစ်ချက်သူတစ်ပါးပစ္စည်းကိုခိုးယူလူရဲ့ချင်းမှရှောင်ကျင်ရခြင်း။သုံးချက်ကမ္မဂုံဖောက်ပြန်မှုအိမ်တော်ရေးဖောက်ပြန်မှုမှရှောင်ကျင်ရခြင်း။လေးအချက်မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကျင်ရခြင်း။ငါအချက်မူရစီဝါသုံးဆွဲခြင်းရောင်းဝယ်ခြင်းတို့မှရှောင်ကျင်ရခြင်းတို့ဖြစ်ပါတယ်။စီကံ၅မျိုးကိုရှိလျင်ဗုဒ္ဓသည် ူသားတို့ဤအသက်အိုးအိမ်စီးစိမ်ချမ်းသာလုံခြုံရန်အိမ်တော်ရေးတာယာရန်ဤကဘာကြီးတွင်သစ္စာတရားထွန်ကားရန် လူသားတို့ဤဉာဏ်ရည်အစဉ်တန်းမီရန်အရေးကိုမျှော်တွေးကားအထက်ပါစည်းကမ်းငါးချက်ကိုကျူးလွန်လျင်ဖြစ်ပေါ်လာမည့်အကျိုးဆက်များကိုဟောပြောညွှန်ပြ၍ကျူးလွန်ခြင်းမပြုရန်စုဆောင်မခဲ့ခြင်းဖြစ်ပါလေရှင်။ထေရဝါဒဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရဲ့အတွက်မြတ်ဗုဒ္ဓသည် ဥပရိသမူကြီး၅ရပ်ကိုစံပြုသတ်မှတ်ထားခဲ့ပါတယ်။ တဲ့အချက်ယုံကြည်မှုတရားတရားရှိရမည်။ဖျားတရားတန်ကယရနာသုံးပါးရို၌ဖျားစစ်ဖျားမှန်တရားစစ်တရားမှန်တန်ကစစ်တန်ကမှန်ဖြစ်ကြောင်းယုံကြည်လက်ခံတဲ့စိတ်ရှိရမယ်လို့ဆိုလိုပါတယ်။နှစ်အချက်ဆောင်ထေးမှုတရားရှိရမည်။ဝရိတတရားလို့ခေါ်တဲ့၅ပါးတရား၈ပါးတရားနဲ့စာရိတတရားလို့ခေါ်တဲ့လင်ချဝတ်မရခြင်းဝတ်ဆရာခြင်းဝတ်တပည့်ခြင်းဝတ်မိဘခြင်းဝတ်သားသမီးခြင်းဝတ် အထက်လူကြီးကျင့်ဝတ်အောက်လက်ငယ်သားကျင့်ဝတ်စသဖြင့်ကျင့်ဝတ်သီလများနှင့်ပြည့်စုံရပါမည်။သုံးချက်ကောတုဟလမင်္ဂလာကိုမယုံကြည်ရ။အချို့သောလူများသည်အိမ်မြောက်ဆုပ်ထိုးရင်လက်ကောင်းနှင့်ကြီးကလာနိုင်ရင်နမိတ်မကောင်းဘူးဆိုရဲကောတုဟလမင်္ဂလာကိုယုံကြည်လက်ခံကြပါရ။မြတ်ဗုဒ္ဓကဗုဒ္ဓဘာသာဝင်မှန်ရင်ရရစာ ပြတ္တရာကြီးကလာခြင်းအိမ်မြောက်ဆုပ်ထိုးခြင်းနေချက်လာချက် စသဖြင့်ကောင်းချိုးဆိုးချိုးရှိသည့်များကိုလက်မခံရန်ဖြစ်ပါれ။လေးအချက်ကတော့ကံတရားကိုယုံကြည်သူ ဖြစ်ရပါမယ်။အချင်းမျိုးစိတ်ကိုစိုက်ပျိုး၏။ထို့အပြင်ကိုယ်တာလင်ရိတ်သိမ်းရ၏ဆိုရယ်ဗုဒ္ဓဒေသနာတော်အတိုင်းကောင်းသောကံလုပ်လျင် ကောင်းချိုးခံစားရတကယ်သူမကောင်းသောကံလုပ်လျင်လည်းမကောင်းချိုးခံစားရမည်ဆိုရယ်သဘောတရားကိုယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။ငါအချက်သာသနာတော်ပြင်ပ၌ကိုယ်ပွင့်မှုကိုမရှာမီရ။ လူများဟာအပျော်ကျူးခြင်းအလိုကြီးခြင်းကြောက်စိတ်များခြင်းစိုးရိမ်စိတ်များခြင်းတွေကြောင့်သာသနာတော်ဤပြင်ပဖြစ်သောနဂိုးွယ်ခြင်းဘိုးတော်မေတော်ကိုွယ်ခြင်းအင်းအိုင်လက်ဖွဲ့ပေတင်မန္တန်တို့ကိုအားထားယုံကြည်ခြင်းစသောသာသနာတော်ပြင်ပကိုွယ်ရာများကိုမရှာမိရပါဤသို့သောထေရဝါဒဗုဒ္ဓဘာသာဝင်တို့အတွက်မူချင်း၅ရက်ကိုအင်္ဂုတ္တရနိကေမှာချပြတော်မူတာပဲဖြစ်ပါတယ်ရှင် ဓမ္မစာစုပရိသတ်များအတွက်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဗုဒ္ဓဘာသာစတင်ပေါ်ပေါက်လာပုံနဲ့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာစတင်ကိုကိုွယ်ကြပုံကိုသမိုင်းထောက်ထားများအရာတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်ထားကြဖို့တောင်းဆိုချင်ပါတယ်ရှင်။ဗုဒ္ဓဘာသာဝင်သူတော်စင်ခုနှစ်ရက်သားသမီးအပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။